ဗီဒီယိုကိုအစအဆုံးကြည့်လိုက်တာနဲ့ cap cap basic ကိုကျွင့်ညွှန်လိုက်မယ်လို့အားမခံပါရဲ့ဒီဗီဒီယိုလေးကအခုမှစလုံးမဲ့ဗီဒီယိုအက်ဒီတာတွေနဲ့အခြေခံကြကြသိချင်တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ဒါဆိုတော့ကြည့်လေအောင် CapCut application နဲ့ကိုအရင်ဆုံးဝင်လိုက်မယ်။ Okay ဒီမှာတော့ပထမအဦးဆုံးမြင်ရတဲ့ tool slate အကြောင်းအရင်ဆုံးအသေးစိတ်တော့မဟုတ်ပေမဲ့နည်းအပေါ်ရန်လောက်လေးကိုအရင်ဆုံးပြပြမယ်ပေါ့နော်။အပေါ်ဆုံးမှမြင်ရတာတော့ new project ဖြစ်ပါတယ်။ new project ကတော့ကိုက video တွေကိုဖန်တီးတော့မယ်ဆိုလို့ရှိရင်တော့အဲ့ဒီ new project ကိုဝင်ပြီးတော့ဖန်တီးလို့ရပါတယ်။အဲ့ဒီအောက်မှာတော့ AutoCAD ပေါ့နော်။ကိုကအဲ့လိုမျိုးကိုပေါ့ကိုကိုယ်တိုင် CAD မလုပ်ချင်ဘူးဆိုလို့ရှိရင်ဒီ AutoCAD ထဲမှာကိုလုပ်ချင်တဲ့ video အဲနှစ်ပုတ်သုံးပုတ်ပဲဖြစ်ဖြစ်အဲ့လိုမျိုးဟာလေးတွေကိုခုဘကိုအော်တိုကပ်ထဲကိုဝင်ပြီးတော့ဖြတ်လို့ရပါတယ်ခေတ္တမှာတော့အကုန်လုံးလိုက်ပြီးမပြောပြတော့ဘူးเนาะအရင်အသုံးဝင်ဆုံးဖြစ်တဲ့ဟာလေးပဲလိုက်ပြပြမယ်เนาะ and hash quality ဆိုတာက ကိုယ့်ရဲ့ video quality ကိုပိုကောင်းသွားအောင်လို့လုပ်တဲ့ tool လေးဖြစ်ပါတယ် auto cap ဆိုတာတော့ silent လေးတွေကိုအတူသူက silent ထိုးပေးနေတဲ့ tool လေးပဲဖြစ်ပါတယ် photo editor ကတော့ကိုယ့်ရဲ့ပုံကို edit လုပ်လို့ရတဲ့နေရာပါ remove background ဆိုတာကကိုယ့်ရဲ့ပုံလေး video တွေမှာနောက်က background ဖြတ်ချင်နေသလိုရှင်ဒီမှာလာပြီးတော့ remove လုပ်လို့ရတယ်ပေါ့နော် all tool ဆိုတဲ့ဟာကိုနှိမ့်လိုက်မယ်ဆိုလို့ရှင်เนาะ tool လေးအများကြီးကြာလာတယ်ပေါ့နော်ဒီမှာဆိုရှင် adjust speed to record to ို့အာအောက်ကအောက်ဆုံးမှာမြင်ရတဲ့ marketing tools ကတော့ဒီ channel မှာအာကပ်ကပ်မှာအသုံးဝင်ဆုံး AI feature ၃ခုဆိုတဲ့ဟာကိုတွားကြည့်လို့ရပါတယ်။ Okay ဒီမှာဆိုလို့ရှိရင်နောက်တစ်ခုအနေနဲ့ကဘာပြပြမလဲဆိုတော့အာဒီ video တွေကိုဖြတ်လိုက်မယ်ပေါ့နော်။ဘယ်လိုဖြတ်ရမလဲဆိုတော့ဒီ video တွေကိုထားလိုက်မယ်။ Okay video တစ်ခုထားလိုက်လို့ရှိရင်ဒီလိုမျိုးလေးပေါ်လာရပေါ့နော်။ပေါ်လာပြီဆိုလို့ရှိရင်ကိုဖြတ်ချင်တဲ့ video ကိုနှိပ်လိုက်မယ်။နှိပ်လိုက်လို့အမှန်ကြီးလေးပေါ်လာမယ်ပေါ့နော်။အမှန်ကြီးပေါ်လာပြီဆိုလို့ရှိရင်အောက်က delete ကိုနှိပ်လိုက်မယ်။ပြီးရင် confirm ောင်းနှိပ်လိုက်မယ်ပေါ့နော်โอเคဒီဗီဒီယိုကိုကိုကနောက်တစ်ခါပေါ့နော်ထပ်ပြီးဖြတ်ရတယ်ဒီမှာနောက်တစ်ခါထပ်ပြီးဖြတ်ရပါတယ်ဖြတ်ရမယ်ဆိုရင်တော့ဒီဘေးမှာမြင်ရတဲ့ library ဆိုတဲ့ဟာကိုဝင်လိုက်မယ်ဒီမှာ trust ဆိုတဲ့အမှိုက်ပုံးလေးရှိရင်တော့အဲ့ဟာကိုနှိပ်လိုက်မယ်โอเคဒီမှာခုနကဖြတ်ခဲ့တဲ့ဗီဒီယိုပေါ့နော်အဲ့ဒီဗီဒီယိုထောက်လိုက်မယ်ထောက်ပြီးကိုကဒါကိုဖြတ်ချင်တယ်ဆိုလို့ရှိရင်ဒီဘက်ဘေးနာ delete ကိုနှိပ်လိုက်ပြီးတော့တကယ်လို့မဖြတ်ချင်ဘူးကိုကဒီဗီဒီယိုကိုပြန်လို့ချင်တာပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ဘေးနာမှာဒီဘက်ဘေးမှာရှိတဲ့ restore ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ပြန်ယူလို့ရပါ ါတယ်တကယ်လို့ကိုယ့်ရဲ့ဗီဒီယိုတွေကဖျက်ဖြာအရင်များနေရဆိုလို့ရှိရင်အပေါ်မှာရှိတဲ့ဒီ slot all ဆိုတဲ့ဟာကိုနှိမ့်လိုက်လို့ရှိရင်အာဒီဟာအကောင်လုံးက selection ဝင်သွားရပေါ့နော်ဝင်သွားပြီဆိုလို့ရှိရင်တော့အောက်က delete ကိုနှိမ့်လိုက်တာနဲ့ဗီဒီယိုအားလုံးပြတ်သွားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီဖျက်တဲ့အပိုင်းတွေလည်းတိပြီးလို့ထင်ပါတယ် ဗီဒီယိုတွေကိုဖန်တီးတော့မယ်ဆိုလို့ရှိရင်တော့ new project ထဲဝင်ရပါမယ် new project ထဲရောက်ပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ကိုလိုချင်တဲ့ဗီဒီယိုပေါ့နော်ကို edit မဲ့ဗီဒီယိုကိုထည့်ရပါမယ်ဘလို့ထည့်ရလဲဆိုကို edit မဲ့ဗီဒီယိုကအောက်မှာပေါ့နော်အရင်အောက်ဆုံးရောက်နေတယ်ကိုကအာအောက်ကိုမဆွဲချင်ဘူးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ album ဒါမှမဟုတ်လို့ရှိရင် gallery ရဲ့ကိုသွားပြီးတော့ကိုက file တစ်ခုလောက်ထားရမယ်ပေါ့နော်ဒီမှာဆိုရင်တော့ညီမကဒီ album ကိုနှိပ်လိုက်ပြီးလို့ရှိရင်ညီမဒီမှာက cap cap ဆို ဲ့ file လောက်ထားရပေါ့နော်အဲ့ဒီ CapCut ဆိုတဲ့ file ကိုနှိပ်လိုက်မယ်ဟုတ်ပြီဒီလိုလေးရလာရပေါ့နော်ဒါကတော့ CapCut file နဲ့ကိုထည့်ထားတဲ့ video တွေပဲဖြစ်ပါတယ်ဒီနေရာမှာကိုလိုချင်တဲ့ဟာကိုပဲဖြည့်ညက်ကလောက်လိုက်မယ်ပေါ့နော်တခါတဲ့အထဲမှာဝင်ပြီးတော့လဲဖြတ်လို့ရတယ်ဒီမှာလဲတခါတဲ့ဖြတ်လို့ရတယ်ဒီမှာဘယ်လိုဖြတ်ရလဲဆိုတာကိုဒီတစ်ခုနဲ့ပြမယ်ပေါ့နော် Okay ဒီဟာဆိုလို့ရှိရင်ဒီအောက်က crop ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကိုလိုချင်တဲ့နေရာအတိုင်းကိုပဲဒီနားမှာ ဟုတ်ပြီဒီလိုထားလိုက်မယ်ပြီးပြီဆိုလို့ရှိရင်အမှန်ကြီးကိုချစ်လိုက်လို့ရှိရင်ဒီဘက်မှာဒီမှာကက်ကြီးပုံစံလေးပေါ်နေပြီเนาะအဲ့ကက်ကြီးပုံစံလေးပေါ်ပြီဆိုလို့ရှိရင်เนาะကိုကဒါဖြတ်ပြီးပြီလို့ပေါ်နေရပဲဖြစ်ပါတယ်နောက်တစ်ခုကိုထပ်ဖြတ်မယ်ဆိုလို့ရှိရင်လည်းအလိုပဲပေါ့เนาะဒါကိုထောက်လိုက်မယ်ပြီးရင် crop ကိုနှိပ်လိုက်ပြီးလို့ရှိရင်ဒီဗီဒီယိုကိုကိုလိုချင်တဲ့လောက်လေးပဲထားလိုက်မယ်ပေါ့เนาะပြီးရင်တော့အမှန်ချစ်လိုက်လို့ရှိရင်ရပါပြီပြီးရင်ဒီဟာလေးတွေကိုလည်းညီမအထဲမှာလိုက်ပြီးဖြတ်ပြမယ်ပေါ့เนาะပြီးရင်နောက်ဆုံးမှာတော့ကိုထပ်မဲ့ဗီဒီယိုတွေအားလုံးကိုပြီးပြီဆိုလို့ရှိရင် add ကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ဒီလိုအထဲတွေရောက်သွားပြီပေါ့เนาะဒီ ထဲမှာကတစ်ချက်ပြောစရာရှိတာကဒီအရှိချောင်းလေးပေါ့နော်အဖြူချောင်းလေးကဘာလဲဆိုတာကို timeline လို့ခေါ်ရပေါ့နော်ဒီဗီဒီယိုမှာလည်းကိုကကိုလိုချင်တဲ့နေရာအတိုင်းကိုပဲလိုက်ပြီးတော့ပြန်ဖြတ်ပြမယ်ပေါ့နော်ဒီလောက်ပဲလိုချင်နေဆိုရင်ဒီဗီဒီယိုထောက်လိုက်မယ်ထောက်ပြီးရင်ဒီနောက်ကဟာနဲ့ဒီလိုမျိုးဆွဲပြီးဖြတ်လို့ရတယ်လို့အောက်က split ဆိုတဲ့ဟာနဲ့လည်းဖြတ်လို့ရပါတယ်ဒီ timeline ကိုဒီတက်တက်ကိုလိုချင်တဲ့နေရာမှာထားလိုက်မယ်လိုချင်တဲ့လောက်အဆုံးထိပေါ့နော်အတိုင်းထားလိုက်မယ်ပြီးရင် split ကိုနှိပ်မယ်ဒီအောင်မမြင်တဲ့ delete ကိုနှိပ်လိုက်လို့ရှိရင်ဗီဒီယိုကကို လူကျင်တလောက်ဖြတ်ပြီးသားဖြစ်သွားပါပြီ။ပြီဒီအနောက်ကဗီဒီယိုကိုလည်းဒီလိုပဲဒီဟာကိုဆက်လက်နေနေမနေဒီနောက်မှမြင်ရတဲ့ဒီဟာလေးပေါ့နော်။အဟာလေးနဲ့ဆွဲပြီးတော့အရှိကိုတိုးလို့လည်းရပါတယ်။ဆက်ပစ်နဲ့ပဲဖြတ်ပြပါမယ်။ပြီးရင် delete ကိုနှိပ်လိုက်မယ်။ဟုတ်ပြီ။ဒီဟာလည်းအတူတူပဲ။ဒါလည်းခုနလိုပဲဖြတ်လို့ရပါတယ်။ပြီးလို့ရှိရင်တော့နောက်ဆုံးမှဒီ ending ဆိုတဲ့ဟာကို delete လုပ်လိုက်မယ်ပေါ့နော်။လိုရပြီဆိုလို့ရှိရင်ကိုကပထမဆုံးလောက်ရမှာကကိုယ့်ရဲ့ video ရဲ့ ratio ကိုအရင်ဆုံး အာချိန်ရမယ်ပေါ့နော် ratio ကဘယ်လောက်ထားချင်တာလဲဆိုလို့ရှိရင်ဒီဘက်ဘေးလေးနည်းနည်းဆွဲလိုက်မယ်ဒီ2 3တွေကိုနည်းနည်းဒီဘက်ကိုတိုးလိုက်လို့ရှိရင်ဒီမှာကဒီ ratio လေးရှိရပေါ့နော်အဲ ratio ကိုနှိပ်လိုက်ပြီးလို့ရှိရင်ကိုလိုချင်တဲ့ ratio အတိုင်းကိုထားလို့ရပါတယ်ဒီဒီ ratio မှာကကိုကတက်တက်ဟာနဲ့ထားလို့ရရပေါ့နော်9 ratio 60နည်းနဲ့ထားလိုက်မယ်ပေါ့နော်ပြီးအမှန်ကိုချက်လိုက်မယ်ဟုတ်ပြီဒီမှာအပေါ်ကအာ black background ဖြစ်နေရနော်အဲ့ black background အတိုင်းမလို့ချင်းကိုက screen အပြည့်လို့ချင်တယ်ဆိုလို့ရှိရင် video ကိုဒီလိုချက်လိုက်မယ်ဟုတ်ပြီဒါဆိုပြန်ကြည့်ကြည့်မယ် ယ်နော်โอเคဒုလေးရလာပါတယ်ဒါကိုလဲခုနတိုင်းပဲဒီလိုဆက်ခွင်အပြည့်ချဲ့လိုက်မယ်ပေါ့နော် ဒီထဲမှာကိုလိုချင်တဲ့လိုမျိုးဖြတ်ပြီးပြီဆိုလို့ရှိရင်တော့ဗီဒီယိုကိုသူ့ရဲ့အပိုင်းလိုက်လေးလိုက်ပြီးတော့ like ဆက်ပေးရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီဘယ်လိုမျိုးဆက်လို့ရလဲဆိုတော့ဗီဒီယိုကိုထားလိုက်မယ်ဒီမှာနော်ဒီမျိုးလေးရွှေ့လို့ရပါတယ်ဒါကိုအရှိဆုံးမှထားလိုက်မယ် okay ပြီးရင်ဒီတစ်ခုကိုနောက်ဆုံးမှရွှေ့မယ်ဆိုလို့ရှိရင်အတိုင်းပဲလက်လေးနဲ့ဒီလေးရွှေ့လို့ရပါတယ် okay ဒီလေးရပြီဆိုလို့ရှိရင်နော်နောက်တစ်ခုကကိုကဗီဒီယိုနောက်ထပ်တစ်ခုထပ်ထည့်ခြင်းနဲ့ပေါ့နော်ထည့်ခြင်းနဲ့ဆိုလို့ရှိရင်ထည့်ခြင်းနဲ့နေရာမှာ timeline လေးကိုထားပြီး ီးတော့ဒီ plug လေးကိုနှိပ်လို့ရပါတယ်ဒီ plug icon လေးကိုနှိပ်လိုက်မယ်ဟုတ်ပြီဒီမှာဒီတိမ်ပုံစံလေးမြင်ရပြီပေါ့နော်ဒါထက်ထဲတဲ့ပုံစံကိုအဲ example အနေနဲ့ပြရပါပေါ့နော်ဒီတိမ်ကိုပြန်ပြီးတော့ဖြတ်လိုက်မယ်အောက်ကတလေးကိုနှိပ်ပြီးဖြတ်ရမယ်နော် ောက်တစ်ခုအနေနဲ့က overlay နဲ့လည်းထည့်ပြီးတော့ကိုက black icon နဲ့မလုပ်ချင်ဘူးမလုပ်ချင်မဲနဲ့ကိုက overlay နဲ့ထည့်ပြီးတော့ bureau ပုံစံလေးနဲ့ထည့်ပြီးတော့လိုချင်တယ်ဆိုလို့ရှိရင်လည်းဒီ overlay ကိုနှိပ်လိုက်မယ် add overlay ကိုနှိပ်လိုက်မယ်ဒီမှာလည်းခုနအတိုင်းပဲကိုလိုချင်တဲ့ပုံစံလေးကိုထည့်ထည့်လို့ရတယ် ံစံမှာဆိုလို့ရှိရင်တော့ဒီတိမ်လေးကိုဒီဘက်ဘေးလေးက mask ကနေပြီးတော့အဲကိုကြိုက်တူလိုမျိုး adjust လုပ်ပြီးတော့ကြည့်လို့ရရပေါ့နော်ဒီ mask ထဲကနေဒီ tools လေးတွေနဲ့တုံးလို့ရရပေါ့နော်ဒီ tools လေးတွေအကြောင်းကိုလည်းတေချာအသေးစိတ်ညီမကဒီ channel ထဲမှာရှင်းပြထားရှိရတဲ့အတွက်ဝင်ကြည့်လို့ရရနော်ဒီမှာအသေးစိတ်တော့မပြောပြတော့ဘူးနော် ်ခုကတော့ဒီ audio ပါဒီ audio ဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့အသံလေးတွေအဲ sound effect ထည့်မလားဒါမှမဟုတ် background music ထည့်မလားကြိုက်တဲ့ music တွေကိုဒီထဲမှာဝင်ထည့်လို့ရရပေါ့နော်အရေးကြီးတာတော့ copyright မီးရဲ့ sound တွေတိတ်ပြီးတော့မထည့်ဖို့အရေးကြီးရယ် copyright မီးမဲ့ဒီ website တွေကနေပြီးတော့တချင်းတွေထောင်းတာပဲဖြစ်ဖြစ် background music တွေထောင်းတာပဲဖြစ်ဖြစ်အဲ sound effect တွေထောင်းတာပဲဖြစ်ဖြစ်အဲ့ဒီသွားထောင်းပြီးတော့ကိုယ့်ရဲ့ဒီထဲမှာထည့်လို့ရရပေါ့နော် audio ကဘယ်လိုထည့်ရမလဲဆိုတော့ app audio ကနေထည့်လို့ရရတယ်နောက်တစ်ခုကဒီ audio က နေနဲ့ဝင်ထွက်လို့ရရပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ဆောင်းရှိမယ်ဆောင်းဆိုတာကတော့ကိုယ်ထဲမဲ့ကိုယ် device ထဲမှာရှိရဲဆောင်းတွေကိုလည်းထည့်လို့ရသလိုကျွန်တော်ဝင်ပြမယ်နော်ကိုယ် device ထဲမှာရှိရဲဆောင်းတွေကိုလည်းထည့်လို့ရသလိုဒီ cap cut ထဲမှာ auto barbita ဆောင်းတွေကိုလည်းထည့်လို့ရရပေါ့နော်အဲ့ဟာဘယ်လိုယူရလဲဆိုတော့အပေါ်မှာ search bar လေးရှိရဲနော်အဲ့ဒီ search bar လေးကနေပြီးတော့ကိုယ်လိုချင်တဲ့ဆောင်းအတန်လေးပေါ့နော် draw ဆောင်းမဖြစ်ဖြစ်ပေါ့ဆောင်းမဖြစ်ဖြစ်အဲကိုယ်လိုချင်တဲ့ sound effect တွေဒါမှမဟုတ် background music တွေကိုအဲ့ဒီမှာဝင်ပြီးတော့ထည့်လို့ရရဲနောက်တစ်ခုအနေနဲ့ကဒီဘက်အဲကိုယ့်ရဲ့ တဖိုက်ထဲမှာရှိတဲ့ sound တွေကိုဘယ်လိုထည့်ရလဲဆိုတော့ဒီ pouch လေးကိုနှိမ့်လိုက်မယ်ပြီးရင်ဒီမှာ device ဆိုတာရှိရင်เนาะအဲ့ device ကနေပြီးတော့ကို down ထားတဲ့ထိုးလို့ခြင်းနဲ့ကို video နဲ့ live မဲ့ sound တွေပြီးလို့ရှိရင် background music တွေကိုရွေးပြီးတော့ဒီမှာထည့်လို့ရရပေါ့เนาะဘယ်ထည့်လဲဆိုတော့ဒီဘေးမှာမြင်ရတဲ့ဒီ plus icon လေးကနေပြီးတော့သွားပြီးတော့ထည့်လို့ရပါတယ် address ကိုနှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် address ဆိုတာရှိရယ် address ဆိုတာကတော့စာရေးတော့မယ်ဆိုလို့ရှိရင် address ကနေပြီးတော့စာရေးလို့ရရယ်ပေါ့နော်နောက်တစ်ခု sticker ရှိမယ် sticker ကလည်းကိုယ့်ရဲ့ video တွေဖန်တီးတဲ့အခါမှာဒီလိုမျိုးမြှားထိုးတာတော့အာဒီ subscribe button လေးထည့်ရလို့ဆိုလို့ရှိရင်ဒီ sticker နေယူပြီးထည့်လို့ရတယ်နောက်တစ်ခုကတော့ဒီ auto caption ပေါ့နော်အဲဒီ auto caption ကပဲနေမှာသုံးလဲဆိုလို့ရှိရင် video မှာအဲမြန်မာသတင်းမဲ့ဖြစ်ဖြစ်အင်္ဂလိပ်သတင်းမဲ့ဖြစ်ဖြစ်ပေါ့နော်ဒီ auto caption ကိုတက်လိုက်ပြီးဆိုတာနဲ့သူကဒီ video ထဲမှာရှိတဲ့အသံတွေကိုလိုက်ပြီးတော့ auto sign ထို ုးပြီးသားဖြစ်သွားရပေါ့နော်ဒီအော်တိုဆိုင်ထိုးတဲ့စာရင်းကြီးကတော့ဒီကပ်ကတ်ထဲမှာမြန်မာဟုတ်မှန်ဘူးပေါ့နော်ဒီမမှန်တဲ့အကြောင်းကိုလည်းမှန်အောင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုညီမဒီ channel ထဲမှာပြပြပြထားရှီလို့ဒီ channel မှာတောကြည့်လို့ရတယ်နော်နောက်တစ်ခုတော့ဒီမှာမြင်ရတဲ့ test template ပါ test template ဆိုတာဟာကတော့အာဒီထဲမှာပေါ့နော်ကိုယ့်ဘက်ကိုတူပေးထားတဲ့ test design လေးတွေယူပြီးတော့သုံးလို့ရတယ်ဒီထဲမှာဆိုရင်အသုံးမရတော့ဒီ tools လေးပဲဖြစ်ပါတယ်အခုအနေနဲ့ကတော့ effect ပေါ့နော်အဲ့ဒီ effect က ဗီဒီယိုထဲမှာတစ်ခုခု effect ထည့်ချင်တာမျိုးဆိုလို့ရှိရင်ဒီ effect ကနေဝင်ပြီးတော့ထည့်လို့ရတယ်ဗီဒီယို effect ထဲမှာဆိုလို့ရှိရင်လည်းဒီမှာအာ glow effect တွေ shade effect တွေနောက်ပြီး blur effect တွေကိုကိုယ်ကျက်သူလိုမျိုးယူပြီးတုံးလို့ရတယ်ပေါ့နော်ဒီလိုဆိုရင်လည်းသူပေးထားတဲ့ effect လေးတွေထဲမှာဒီမှာ light effect ဆိုလို့ရှိရင်လည်းယူပြီးတုံးလို့ရတယ် နှစ်ခုအသုံးများတာကဒီ ratio ratio ဆိုလို့ရှိရင်ဗီဒီယိုပထမအဆုံးလောက်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုကဘယ် application တွေသုံးပါလဲ၊ family အတွက်သုံးပါလဲဆိုတဲ့ဟာကိုကိုကအရင်ဆုံးရွေးရမယ်ပေါ့နော်။ဗီဒီယိုစမလုပ်ချင်မှ ratio ကိုရှိရပြောခဲ့တယ်လို့ပဲအရင်ဆုံးရွေးပြီးတော့မှကိုယ့်ရဲ့ဗီဒီယိုကို adjust လေးနည်းနည်းလုပ်ပြီးတော့ကိုဖန်ကြီးချင်တယ်လို့မျိုးနောက်ထပ်ထပ်ပြီးဖန်ကြီးလို့ရရပေါ့နော်။မဆိုလို့ရှိရင် adjust ဆိုတာရှိတယ်။ adjust ဆိုတာကတော့ကိုယ့်အကကိုအလင်းအမှောင်တွေကိုဒီမှာ အာဒီမှာကိုယ့်ကိုလိုက်ပြီးတော့ညှိပြီးထားလို့ရရပေါ့နော်ဗီဒီယိုနဲ့လိုက်မဲ့အလင်းမှောင်လေးတွေကိုလိုက်ပြီးတော့ရွှေလို့ရတယ်ဟုတ်ကဲ့နောက်တစ်ခုဆိုလို့ရှိရင်ဒီစတီကာစတီကာမှာတော့ဒီဗီဒီယိုဖန်တီးတဲ့အခါမှာဒီစတီကာလေးတွေကိုယူပြီးသုံးလို့ရရပေါ့နော်ညီမဆိုလို့ရှိရင်လည်းဒီကနေပြီးတော့ကက်ကက်ကနေပဲယူပြီးတော့သုံးတာပေါ့နော်ဒီစတီကာလေးတွေကိုယူပြီးသုံးလို့ရတယ်နောက်ဆုံးတစ်ခုအနေနဲ့ကဒီ background ပေါ့နော်ကိုဖန်တီးရတဲ့ background လေးကိုမသုံးချင်ဘူးဆိုလို့ရှိရင်ဒီမှာမြင်ရတဲ့ဒီ background လေးတွေကိုဒီသူ့ color နဲ့ပေါ့နော်လိုက်ပြီးတော့ထားလို့ရတယ်ဒီထဲမှာဆိုလို့ရှိရင် black ွေးလို့ရတာမျိုးတွေ background တွေရွေးလို့ရတာမျိုးတွေဒီမှာလုပ်လို့ရရပေါ့နော်အခုပြပြလိုက်တဲ့ CapCut ခြေကံလေးကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေကိုထည့်ကြည့်လို့ရအောင် channel လေးကို subscribe လုပ်ခဲ့ပြီးလို့မမေ့ပါနဲ့နော်